အပိုင်း2061ရဲ့အဆောက်မှာတော့ကွင်းကအစံကြီးကိုမင်းရဲ့သွေးကြောထဲမှာစီးစင်းနေတဲ့ဂျယ်မာရီရဲ့ဗီဇာတွေကမင်းကိုစိတ်လှုပ်ရှားအောင်လုပ်ပေးတယ်မလားဆိုပြီးမင်းနေပါရီ။ဒါကိုစိတ်ရှုပ်လာတဲ့ဆန်ကြီးကချက်ချင်းပဲသူ့ရဲ့ဂျယ်မာဝစ်ဆုံမှုကိုနင်းချေပြလိုက်ပြီးသူကအန်နေချိတ်နေခဲ့ပါရီ။ကွင်းကဆန်ကြီးကိုမင်းရဲ့ပုံစံကအဲ့ဒီဝစ်ဆုံနဲ့ပတ်သက်ပြီးတော်တော်လေးကိုအချက်ရစရာကောင်းတယ်လို့ထင်နေပုံပဲဆိုပြီးလမ်းပြောနေခဲ့တာပါ။ဒါပေမဲ့သူ့အနေနဲ့အဲ့ဒီအရာတွေကိုဘလို့ပဲဖြစ်ဖြစ်ခေါင်းထဲကနေမေးပြခွင့်မပေးဘူးလို့ဆိုပါရီ။အကြောင်းကတော့တစ်ချိန်လုံးကဂျယ်ချေအစင်းမြင့်ထားတဲ့ခန္ဓာကိုယ်နဲ့ဆက်ရုပ်တွေကသူ့ရဲ့ project ကိုဝင်ရောက်နှောက်ယှက်ဖျက်ဆီးသွားခဲ့လို့ပါ။ ဒါကြောင့်မေကွေးကအခုလိုမျိုးအခွင့်အရေးရရှိလာတဲ့အချိန်မှာဂျက်ဂျက်မိသားစုဝင်တွေကတယောက်ဖြစ်တဲ့စံကြီးကိုသူ့ရဲ့တိတ်ပတ်နီးပညာနဲ့ပြန်ပြီးဆုံးမဖို့ကြံစီနေခြင်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့ကွေးကစံကြီးကိုမင်းမသိခင်ငါရဲ့တိတ်ပတ်နီးပညာစွမ်းရည်တွေကိုရှုစားသွားလို့လမ်းပြောပါတယ်။ကွေးကသူ့ရဲ့မျက်လုံးလေးကိုချက်ချင်းဆိုသလို Spark စွမ်းအားတွေကိုစီးစင်းစေပြီးစံကြီးကိုလိုက်လံပြစ်ခတ်ပါတယ်။ဒါကိုမြင်တော့စံကြီးတယောက်အရင်တုန်းကအကိုဖြစ်သူ ECG ရဲ့စွမ်းအားချို့ကိုပြန်လည်မှတ်မိသွားရင်ဒါကဂျာမန်ထူးခြားလူသားတွေရဲ့စွမ်းအားပုံစံနဲ့စင်တူနေမှန်းသဘောပေါက်သွားပါတယ်။နောက်တစ်ခါမှာတော့အမျိုးသမီးတစုကအိုဆိုမေးကို ဟိုကောင်နှင်းကိုလှုပ်သွားတဲ့တန်ရာကအသက်သာရလားဆိုပြီးမင်းနေပါတယ်။ဦးစုံမဲကတော့ဘာမှပြန်မဖြစ်ပဲသူ့ရဲ့ပခုံးမဟုတ်တက်လာတဲ့ကြွက်လေးကိုချူချီဆိုပြီးလမ်းခေါ်လာရင်အတိတ်ကအကြောင်းတစ်ခုကိုပြန်လဲတွေးမိသွားပါတယ်။အဲဒီတော့ကဦးစုံမဲတယောက်တန်ရာရင်းနဲ့လဲကျနေရကြောင်းအမျိုးသမီးတစုကသူ့ကိုဝိုင်းပြီးအစင်ပြေလာလို့မင်းနေခဲ့တာပါ။အဲ့ဒီအချိန်စန်ကြီးကရောက်ရှိလာခဲ့ပြီးဦးစုံမဲကိုအကူအညီပေးပြစေဆိုပြီးတောင်းဆိုနေကြပါအဘိုးထင်လွဲသွားတဲ့မျိုးသမီးအုပ်စုကစံကြီးကိုမိန်းကလေးတယောက်ကိုအခုလိုမျိုးလုံရအောင်လားဆိုပြီးဒေါသထွက်နေပါရီစံကြီးကဒီတန်ရာတွေကိုသူမလုပ်ကြောင်းနဲ့ ကြည်ရတာအထင်လွဲနေပုံပဲဆိုပြီးပြန်ရှင်းပြလိုက်ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနေပဲအမျိုးသမီးတွေကနင်းဝါနိုတိုင်းမြေရဲ့အဖွဲတွေကပဲမလားဆိုကသူ့ကိုလက်နက်တွေနဲ့ဝိုင်းမိချိန်ရွယ်ထားကြတာကြောင့်စံကြီးတယောက်အခက်ခဲတွေ့လို့နေရပါပြီ။အဲ့ဒီအချိန်မှာအင်္ဂလိပ်တယောက်ကနင်းဘလောက်ပဲညင်းဆန်ဆန်။အိုဆိုမဲကနင်းစီကနေလာတာဆိုပြီးထပြောလိုက်ပါတယ်။ဒါအပြင်ကျန်တဲ့မိန်းမတွေကလည်းအပြစ်မရှိတဲ့မိန်းကလေးတယောက်ကိုစော်ကားရောက်ကောင်းလားဆိုပြီးစံကြီးရဲ့မျက်နှာတဲ့တဲ့ကိုပန်းဟုန်နဲ့ပိတ်ပေါက်ပြလိုက်ကဝိုင်းနှင်ထုတ်ပြလိုက်ကြပါတယ်။လက်ရှိချိန်မှာတော့အမျိုးသမီးအုပ်စုကအိုဆိုမဲကိုဒဏ်ရာကသွေးတိတ်သွားပြီဖြစ်တဲ့အတွက်စိတ်ပူစရာမလိုတော့ကြောင်းရှင်းပြနေပါသေးတယ် အဲ့ဒီအချိန်မှာယုဒိရဲ့သူမတို့ပုံနေတဲ့အခန်းလေးကိုပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ပြီးတော့အခန်းတစ်ခုလုံးလည်းရားပြားမရှိအောင်ပြက်စီးသွားပါတယ်။ဒီလိုနဲ့အမျိုးသမီးအုပ်စုကသူတို့အနေနဲ့ဒီနေရာမှာဆက်နေလို့ရှိရင်အန်နီယာရှိလာနိုင်တာကြောင့်ထွက်ပြေးဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီလိုနဲ့ထွက်သွားဖို့လုံမှာတော့အိုဆူမေကချူကြီးပြောင်းဆုံးသွားတာကိုသိရပြီးတစ်ဖက်မှာလည်းအမျိုးသမီးကတကယ်လို့သူမတို့အချိန်မီထွက်မသွားခဲ့ဘူးဆိုရင်နောက်ထပ်ပေါက်ကွဲမှုတွေထိခိုက်သွားနိုင်တယ်လို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ခေါင်းမာရီအိုဆိုမေကသူမအနေနဲ့ချူချီမပါဘဲဒီနေရာကနေထွက်မသွားနိုင်ဘူးဆိုပြီးအပြက်စီးရဲကြားတွေကနေပြန်လည်ပြေးဝင်သွားခဲ့ပါတယ်အဲဒီချိန်တစ်ဖက်မှာလေကွင်းကဆန်ဂျီကိုသူ့ရဲ့ Henry Queen တိုက်ကွက်နဲ့ One Might တဲ့ကိုကြိုက်ချပေးလိုက်ကချော့ရိုက်ပေးလိုက်ပါရီ။အဲဒီနောက်မှာတော့ကွင်းကသူ့ရဲ့ဆန်းထုတ်ထားတဲ့လေပင်ကြီးကိုပြန်လဲရုပ်သိမ်းလိုက်ကဒဏ်ရာရရှိသွားတဲ့ဆန်ဂျီကိုအားရပါရလောင်ရည်နေပါရီ။ဆန်ဂျီရဲ့တွေ့ထဲမှာတော့ဒါကအကိုကြီးဖြစ်သူနီဂျီရဲ့တိုက်ကွက်နဲ့အတော်လေးဆင်တယ်လို့တွေးနေချိန်ကွင်းကဟုတ်တယ်လို့ပြန်ဖြေလိုက်ပါရီ။ အဲ့ဒီနောက်မှာတော့နှစ်ယောက်သားတယောက်ကိုတယောက်ပြင်းထန်တိုက်ခိုက်ကြပြီးကွင်းကသူ့အနေနဲ့ဂျာမနီရဲ့စွမ်းအားကိုသေးသေးချာချာသူ့စီစဉ်နာပြုလုပ်ထားခဲ့ဘူးကြောင်းရှင်းပြပါရည်။နောက်ပြီးမင်းတို့ညီကိုရီအားလုံးရဲ့တိုက်ခွက်တွေအကုန်လုံးကိုလည်းငါရဲ့ခန္ဓာကိုယ်တစ်ခုထဲမှာရင်းမျိုးစုံသုံးလို့ရအောင်ထည့်သွင်းထားတယ်လို့ဆိုပါရည်။တကယ်လို့သာသူ့အနေနဲ့နောက်ဆုံးဝိဆုံဖြစ်တဲ့ဆန်ဂျီရဲ့စွမ်းကိုသာထပ်မံကူးယူနိုင်ခဲ့မယ်ဆိုရင်ဂျက်စ်ကိုသူကပိုတော်တဲ့သိမ့်မဲ့မညာရှင်တယောက်ဆိုတာကိုတတ်သိပြသွားနိုင်မှာဖြစ်ကြောင်းပြောဆိုလိုက်ပါရည်။စံကြီးကတော့ခမရရဲ့ရှုပ်ထုတ်တွေနဲ့ကျုပ်ကိုဆွဲမထည့်နဲ့လို့ပြောနေချိန်မှာပဲကွင်းရဲ့လက်တီတွေကအချုံနောက်ခံလိုက်ရပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်ခံလိုက်ရပါသည် ဂွေငေါဆန်ကြီးကိုမင်းဒီတိုက်ခွက်ကိုလည်းရင်းနှီးနှီးကြီးသိတယ်မလားဆိုပြီးမေးပါရီတကယ်တော့ဒါကယွန်ကြီးရဲ့တိုက်ခွက်ကိုကော်ပီကူးထားတာဖြစ်တယ်လို့ဆိုကမင်းတို့ကောင်တွေအလုံးကအဖေဖြစ်သူတီထွင်ထုတ်လုပ်ထားခဲ့တယ်။တိမ့်မဲ့နီးပညာတွေရဲ့အထွတ်ထိပ်အောင်မြင်မှုတွေပဲဆိုပြီးချီးကျူးနေပါတော့တယ်။ဒါပေမဲ့မင်းအနေနဲ့ဝိစုံဘော်ကိုအားကိုးခြင်းမရှိတာကြောင့်တာမန်လူသားတယောက်လိုဖြစ်နေတော့မဲဆိုပြီးဂျမ်းမြင့်နဲ့ကင်ပေါရင်အဆုံးသတ်ဖို့ပြင်ဆင်လိုက်ပါရီ။အဲဒီချိန်ဆန်ကြီးကကွင်းရဲ့လက်တံတွေကိုဖောက်ခွဲပစ်လိုက်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့တစ်ဖက်မှာလည်းသူ့ရဲ့လက်တွေပြက်စီးသွားခဲ့တဲ့အတွက်ကွင်းတယောက်ဒေါသပုံထနေပါရီ။ စံကြီးကအကွင်းကိုဂျယ်ရမမီသားစုနဲ့ပတ်သက်တဲ့နာမည်တွေကိုသူ့ရှိမှခဏခဏလာမခေါ်ဖို့အတွက်လည်းတတိပေးထားပါရီ။ဒါကိုကွင်းကသူ့ဘာသာသူခေါ်ခေါ်မခေါ်ခေါ်သူ့ရဲ့လွတ်လပ်ပိုင်ခွင့်ကိုလာပြီးထိန်းချုပ်စရာအကြောင်းမရှိဘူးဆိုပြီးပြန်ရန်တွေ့လိုက်ပါရီ။နောက်ပြီးအဲ့ဒီအရာတွေကအခုဖြစ်နေတဲ့တိုက်ပွဲနဲ့လည်းဘာမှမဆိုင်ပါဘူးလို့ဆိုလိုက်ပါရီ။အဲ့ဒီချိန်စံကြီးကအကွင်းကိုတစ်ချက်လဲကြည့်လိုက်ပြီးဂျယ်ရမဝစ်ဆုံပါပါမပါပါဒီနေရာမှာဒူးထောက်လဲကျသွားရမယ့်သူကမင်းပဲဆိုပြီးပြေးကန်လိုက်ပါရီ။ဒါကြောင့်ကွင်းလည်းအစ္စလမ်ဝင်းနီယောင်ခန်းစားလိုက်ရပြီးနောက်ကိုဂျွန်းဘတ်တရားလောက်ပြစ်ကလွင့်ထွက်သွားပါတော့တယ်။ အဲ့နောက်မှာတော့ချက်ချင်းပြန်ထလာတဲ့ကွင်းကိုစန်ကြီးကဇော်နာတို့ကအပေါ်ဘက်မှာအကန်ခံလိုက်ရတဲ့ feeling ကိုမှတ်မိသေးလားဆိုပြီးမင်းနေခဲ့တာပါအဲ့ဒီတုန်းကစန်ကြီးတယောက်ကွင်းကို grey shot နဲ့ one mic တက်တွေကိုကန်ထုတ်ပစ်ခဲ့တာဖြစ်ပြီးကွင်းလဲတော်လေးကိုနာကျင်သွားခဲ့ရပါတယ်ဒါကြောင့်စန်ကြီးက grey shot ကန်ခံလိုက်ရတဲ့မင်းကအဲ့ဒီကလေးကခုခံရင်စွမ်းအားတွေကြာဆင်းနေခဲ့တာပဲလို့လမ်းပြောလိုက်ပါတယ်နောက်ပြီးတိုက်ပွဲတွေကလည်းလိုအပ်တာထက်အချိန်ပိုကြာမြင့်လာပြီဖြစ်တာကြောင့် Grayshot ရဲ့တက်ရောက်မှုကမင်းရဲ့ခန္ဓာကိုယ်အတွင်းကကလီစာတွေကိုလိုက်စားနေပြီလို့ဆိုပါရီ ူကိုဒေါသထွက်သွားတဲ့ကွင်းကဖျော်ဖြေအထက်မှာတော့တိုက်ပွဲကိုခဏရပ်နားဖို့အတွက်အရှက်မရှိတောင်းဆိုခဲ့တာကဘေကောင်လေးကဆိုပြီးပြန်ပြီးပါရီနောက်ပြီးအဲဒီတော့ကတိုက်ပွဲမြေပြင်တစ်ခုလုံးကိုပတ်ပြေးနေတဲ့ကောင်ကမင်းမန်းကြီးရှုရတဲ့တွေအကုန်လုံးရဲ့အသက်တွေတွေလည်းရှိတယ်လို့ဆိုပါရီစံကြီးကကွင်းကိုရေနှောင်းကကိစ္စနဲ့ပတ်သက်ပြီးသူ့ကိုစိတ်ကြိုက်လောင်ယူလို့ရတယ်ဆိုရင်တော့မှအခုချိန်ကစားလို့ငါးရက်ကံကြမ္မာရီအားလုံးကိုငါးကိုယ်တိုင်ပြောင်းလဲပြစ်နိုင်စွမ်းရှိပြီဆိုပြီးထူးဆန်းတဲ့စကားလုံးအချို့ကိုထုတ်ပြောလိုက်ပါရီဒါကြောင့်ကွင်းလည်းနားမလည်နိုင်ဖြစ်သွားခဲ့ရကအရင်တော့ကမင်းလည်းအခုမင်းလိုပဲ ပြောဖတ်နေတဲ့ပုံစံကလွဲပြီးဘာများပြောင်းလဲသွားလို့လဲလို့မေးရင်ဆက်ရုပ်တရုပ်ဖြစ်လာဖို့အတွက်ငင်းဆန်ခဲ့တဲ့မင်းလိုလူမျိုးကဂျက်ဂျက်သိပ္ပံဤပညာဆွမ်းအားထက်သာလိုနေတဲ့ငါကိုအနိုင်ယူဖို့အတွက်လုံးဝမဖြစ်နိုင်ဘူးလို့ဆိုပါရီစံကြီးကတော့သူ့အနေနဲ့အဖွဲသားတွေကိုကယ်တင်ဖို့အတွက်အခုချိန်မှာရှေးရိုးဆွဲတွေကိုမဖျောက်ပြက်ဖြစ်ဘူးဆိုရင်သူထမိုက်တဲ့သူရှိမှမဟုတ်တော့ဘူးလို့ပြောလိုက်ပါရီဒါကြောင့်သူကိုယ်တိုင်ပဲဆက်ရုပ်တရုပ်ဖြစ်လာဖို့အတွက်လက်ခံလိုက်ပြီလို့ဆိုကချက်ချင်းပဲ6ထောက်ထဲကမီးဆွမ်းအားတွေကိုစီးဆွေးငွင့်ပြုလိုက်ပါရီအဲ့ဒီချိန်မှာထင်မှတ်ဖဲကွင်းကစံကြီးရဲ့ဆွမ်းအားတွေကတခုဖြစ်တဲ့စတီဗလက်ကိုအသုံးပြုပါရှောင်းထွက်သွားခဲ့ပါရီ အနောက်ဘက်ကနေတိုက်ခိုက်ဖို့လုပ်လိုက်ပါတယ်။ဒါကြောင့်မလို့စံကြီးလဲချက်ချင်းပဲစတီဗလက်အစွမ်းနဲ့ပြန်လဲကောင်တာလိုက်ပြီးအခန်းတစ်ခုလုံးကိုပတ်ပြေးလို့နေခဲ့ပါတယ်။အဲ့ဒီအချိန်အခန်းထဲကိုချူချီကိုလိုက်လံရှာဖွေနေတဲ့အိုဆိုမဲကရောက်ရှိလာခဲ့ပြီးဒါကိုမြင်လိုက်ရတဲ့ကွင်းကလည်းဒီလောက်ထိရိုက်နှက်ထားတာတော့မှအသက်ရှင်နေသေးတာလားဆိုပြီးပေါက်ကွင်းနေပါတယ်။တကယ်တော့အိုဆိုမဲကိုဒဏ်ရာရရှိအောင်လုပ်ခဲ့တဲ့သူကကွင်းဖြစ်နေခဲ့တာပါ။နောက်ပြီးသူကအိုဆိုမဲကိုဟိုးရင်ကလေးကကြိတ် crash နေခဲ့တာဖြစ်ပြီးစံကြီးနဲ့သူရုတ်တရက်တွဲမြင်လိုက်ရတဲ့အချိန်မှာတော့သူ့ရဲ့နှလုံးသားတွေကကြိုက်ခဲပြီးနာကျင်လာပါတယ် ဒါကြောင့်သူကကိုပြောက်ဆွမ်းအားကိုအသုံးပြုပြီးအိုဆိုမဲကိုတီးထုတ်ပေးလိုက်တာပဲဖြစ်ပါရည်။တစ်ဖက်မှာလည်းအချင်းဒီအားလုံးကိုသဘောပေါက်သွားပြီဖြစ်တဲ့ဆန်ကြီးကအချက်ချင်းပဲသူ့ရဲ့ခန္ဓာကိုယ်တွေကအပြာရောင်ပြီးတော့ဆွမ်းအားတွေကိုနိုးထားဝင်ပေးလိုက်ပြီးထုတ်တန်းပေါ်ကနေခုန်ဆင်းလာခဲ့ပါပြီ။နောက်ပြီးအိုဆိုမဲနောက်ကိုရောက်ခံပြီးဖြစ်နေပြီဖြစ်တဲ့ကွင်းရဲ့မျက်နှာတဲတဲကို If you jump ကံကွက်နဲ့မိတ်ဆက်ပေးလိုက်ပါရည်။တစ်ဆက်တည်းဆိုသလိုပဲနောက်ထပ်ကံကြပေါင်း16000ကကွင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးပေါ်ကိုကြာရောက်လာခဲ့ပြီးသူမရဲ့ဆုံးမြချင်းကိုခံလိုက်ရတဲ့မင်းတို့လိုပဲနာကျင်မှုတွေကိုခံစားလိုက်ရပါရည်။ ဒီလိုနဲ့အပြည့်အစည်းတွေကြားတွေကနေပြန်ထလာတဲ့ကွင်းကစန်ကြီးကိုမင်းကတကယ်ကိုပဲဂျယ်မန်ဆက်ရုပ်တကောင်ဖြစ်သွားပြီပဲလို့ပြောနေပါတယ်။စန်ကြီးကကွင်းကိုတကယ်လို့မင်းသားဆန်နာရှိမယ်ဆိုရင်ငါရဲ့နောက်ဆုံးတိုက်ကွက်ကိုမြည်ဆန်းခွင့်ပေးမယ်လို့ဆိုပါတယ်။နော်ဗီယရီကန်ဂျာကအာဂါဆူကီအဖွဲ့ဝင်ဥရှီယာအီတာချီလိုကောင်မျိုးတော်မှာတစ်ချက်ထဲနဲ့ရှရင်းကန်ဆိုတဲ့တောက်လုံးကြီးပြုတ်ထွက်ဆုပ်ပြတ်သွားအောင်နိုင်ယူနိုင်ခဲ့တဲ့ကိလို့ဆိုပါရီအဲဒီနောက်မှာတော့ဆန်ဂျီတယောက်ကွင်းစီကိုတဟုန်လို့ပြေးဝင်သွားခဲ့ပြီးအပြာရမဟုရမီတော့ကန်ဂျာနဲ့အိုနီဂါရှီမာအပြင်းမတ်ထိလွင့်ထွက်သွားအောင်ဒီထုတ်ပေးလိုက်ပါတော့တယ် ဒီအချိန်မှာပဲတိုက်ပွဲကပြီးဆုံးသွားခဲ့ပြီးစန်ကြီးကချူကြီးကိုဆူမဲလက်ထဲကိုပြန်ထည့်ပေးလိုက်ကအတိတ်တုန်းကနေရတဲ့ချုပ်ကိုပြန်လည်မြင်အောင်ရဲကြသွားခဲ့ပြီးဇာလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါလိမ့်အပိုင်း2062ရဲ့အဆမှာတော့ဂင်းကဆိုလိုကိုသူရဲ့သခင်ကြီးကိုရရှိနေသူရဲ့မင်းတို့ငယ်ချင်းတွေကိုပေးထားတဲ့ဂရီတွေဘယ်တော့မှပြည့်မှာမဟုတ်ဘူးလို့ပြောလိုက်ပါရီ။နောက်ပြီးမင်းရဲ့အာဂူအထားအဖြစ်ရဆုံးဒီစိတ်ရှုပ်စရာကောင်းတဲ့အန်မာဆိုတဲ့ဓာတ်နဲ့အတူမင်းကိုငရေထီအောင်ပို့ပေးမယ်လို့ဆိုကမီဒီယာအနေနဲ့စတင်တိုက်ခိုက်လိုက်ပါရီ ဒါပေမဲ့ဇိုရိုကယုတ်တရက်သူ့ဘော်ကိုကြားရောက်လာတဲ့မီလီယံနေကြကဖောက်ထွက်ပြီးကင်းကိုပြန်လဲခုခံနေခဲ့တာပါသူက MR ရဲ့စွမ်းကိုကောင်းစွာအသုံးချနေပြီးအစိမ်းရောက်မိတော့တွေနဲ့ကင်းရဲ့ဝမ်းမိုက်တဲ့ကိုခုတ်ချပေးလိုက်ပါတယ်ဒါကြောင့်ကင်းကလည်းအတော်လေးကိုနာကျင်သွားခဲ့ရပြီးတခြားမှာတော့ကင်းကဒန်ယာရီကိုပြန်လဲကူးသားလိုက်ကမင်းရဲ့အစွမ်းကမစိုးပါဘူးလို့လှမ်းပြောလိုက်ပါတယ်ဒါပြင်သူရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကပုံမှန်လို့မဟုတ်တာကြောင့်မင်းရဲ့ဓာတ်သုံးကြောင်းလုံးစတိုင်တိုက်ခွက်နဲ့ဆိုရင်တော့မှအလုံးမဖြစ်ဘူးလို့ဆိုပါရည်ဒီလိုနဲ့ကင်းကသူ့ရဲ့ခန္ဓာကိုယ်ကိုလူသားသားရဲ့ငှက်ပုံစံပြောင်းပြစ်လိုက်ပြီး ။ရောင်ကြီးတန်းနေနဲ့အဆက်မပြတ်လိုက်လံပြစ်ခတ်ပါရီ။ဇိုရိုကကင်းရဲ့လိုက်လံပြစ်ခတ်မှုတွေကိုရှောင်တရင်ဂူနာတို့ကသူသေးချာခုံးမိလိုက်တာတော့မှဒဏ်ရာရသွားဖို့မပေါ်ရဲ။ကင်းဘော်ကိုတန်ပြာပေါင်းများစွာဖြစ်နေခဲ့တာပါ။ဒီလိုတွေးကွာထဲမှာနေမြော့နေတော့မှပဲကင်းကအနာကိုရောက်ရှိလာပြီးဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်မနေ့ခုခံလိုက်ရပါရီ။အဲ့နောက်မှာတော့ဇိုရိုကကင်းရဲ့တိုက်ခိုက်မှုကနေခုံထွက်လိုက်ပြီးထုတ်တမ်းမဟုတ်ခုံတက်သွားတော့ဓာတ်သုံးချောင်းစတိုင်ကိုစတင်တက်သွင်းမှုပြင်ဆင်လိုက်ပါတော့ရီ။မျက်စိတမိတ်လေးအတွင်းမှရင်ထုတ်တန်းအောက်ကိုပြန်လဲခုံဆင်းလာခဲ့တဲ့ဇိုရိုကြောင့်မလို့ကင်းတယောက်အတော်လေးကိုအကြိုက်ရိုက်သွားခဲ့ပါပြီ သူကဇိုရိုရဲ့အာထရာဟန်တိုက်ခွတ်ကိုအသေးအံခုခံနေရပြီးနောက်ဆုံးမှာတော့နှစ်ဦးစလုံးရဲ့အားပြိုင်မှုနဲ့အတူပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားခဲ့ကာဂင်းရဲ့မျက်နှာဖုံးနဲ့ကျွတ်ထွက်သွားပါတယ်။အဲ့ဒီအချိန်တပ်သားတယောက်ကဇိုရိုရဲ့ခုတ်ချက်ကြောင့်ကြွားချသွားပြီးဂင်းရဲ့မျက်နှာဖုံးကမျက်နှာကိုကြည့်ပြီးဘေးကလူကိုလမ်းအသိပေးနေခဲ့တာပါ။နောက်ပြီးသူတို့ကြားထားတဲ့ဂေါ်လာဟာလာရီအတိုင်းအနဲ့ရောင်တောင်မန်းအဖြူရောင်စပင်အညူရောင်သားရည်နဲ့လူဆိုပြီးပြောနေကြပါတယ်။ဒါအပြင်ဒီလေးဝက်ချက်ကိုအစိုးရကိုသတင်းပေးနိုင်မယ်ဆိုရင်베리တန်ရရာရှိမှဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသူတို့အားလုံးကကင်းရဲ့မီးရှို့ဖျက်ဆီးခြင်းကိုခံလိုက်ရပြီးဒါကိုမြင်လိုက်ရတဲ့ဇိုရိုကခေါင်းဆောင်ဆိုရင်ကိုယ့်ရဲ့လောက်ငယ်သားတွေကိုကောင်းကောင်းဆက်ဆံပြီးအေးအေးဆေးဆေးနေရမှာမဟုတ်ဘူးလားဆိုပြီးကင်းကိုလှမ်းမိလိုက်ပါတယ်။နောက်ပြီးမင်းရဲ့တောက်ခွက်ကိုအစိုးရကလည်းတန်းတရာပြရလောက်အထိတန်မိုးရှိနေရအောင်မင်းကဘယ်မျိုးမျိုးလဲလို့ထပ်မိလိုက်ပါတယ်။စကားဆုံးမှာတော့ကင်းကသူ့ရဲ့မျက်နှာဖုံးကိုချိုးချလိုက်ပြီးတစ်ဆက်ထဲမှာပဲဒေဂန်ကြီးဖြစ်နေတဲ့မင်းကဆက်စုကျင်သေးတာလားလို့ဆိုကအဆက်မပြတ်လိုက်လံတိုက်ခိုက်ပါရီ ဇိုရိုကသူ့အနေနဲ့ဂင်းကိုတေချာပေါထူးခြားတဲ့လူမျိုးစုတွေကတယောက်ပဲဖြစ်ကြောင်းခန့်စားမိပေမဲ့ဒီကိစ္စတွေကသူနဲ့မဆိုင်ဘူးဆိုပြီးပြန်တွေးမိပြန်ပါလေ။အဲဒီနောက်မှာတော့ဇိုရိုတယောက်ကိုယ့်ရဲ့နှလုံးခုန်တံကိုပြန်ချားနေရပြီးတဖြည်းဖြည်းပိန်ချသွားတဲ့လက်ကိုကြည့်ရင်အန်မာကသူ့ရဲ့အစွမ်းတွေကိုဆုပ်ယူနေမှသိရှိသွားခဲ့ကတိုက်ပွဲကိုအမြန်ဆုံးသတ်ဖို့အတွက်ပြင်ဆင်လိုက်ပါလေ။ဂင်းကဇိုရိုကိုမင်းစီကနေဆိုးရွားတဲ့ကံကြမ္မာတွေကိုငါခန့်စားနေရတယ်လို့ဆိုပါလေ။ဒါကိုကြတော့ဇိုရိုကမင်းတို့အနေနဲ့ဒီဝါနိုတိုင်းပြည်မှာဘရင်လောက်လာတာကြပြီဖြစ်တာကြောင့်ထွက်သွားဖို့လွမ်းနေပြီဆိုပြီးပြန်ချေပါလိုက်ပါရီ ကင်းကားတော့ဇိုရိုက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 ိုတိတ်ထင်မကြည့်ဖို့နဲ့ကိုင်ဒိုကပင်လယ်တမားဘီရင်တယောက်ဖြစ်လာဖို့အတွက်အသင့်တော်ဆုံးလူဖြစ်တာကြောင့်မင်းတို့ကောင်တွေပဲဂျုံမော်ကနေထွက်သွားစမ်းပါလို့ပြန်ပြောနေတာပါဒါကိုဒေါသထွက်သွားတဲ့ဇိုရိုကချက်ချင်းပဲသူ့ရဲ့ဓာတ်သုံးချောင်းစတိုင်ဖြစ်တဲ့ကင်းကောဟဲလ်ကိုစတင်အသက်သွင်းလိုက်ပြီးခန္ဓာကိုယ်ကနေခရမ်းရောင်ဟာကီစွမ်းအားတွေကိုထုတ်လုပ်လိုက်ပါတယ်ဒါကိုမြင်တော့ကင်းကလည်းပြန်လဲခုခံမှုပြင်ဆင်လိုက်ပါတယ်ဇိုရိုကသူ့ရဲ့အိုနီဂီရီတိုက်ခွန်းနဲ့အတူမြေပြင်တစ်ခုလုံးကိုအပိုင်းပိုင်းဖြစ်အောင်ခုတ်ချလိုက်ပါတယ်ပြီးတော့ကင်းနဲ့သူ့ရဲ့တိုက်ပွဲကိုအခမ်းအနားဆုံးပုံစံနဲ့စတင်လိုက်ပါတော့တယ် နောက်တစ်ခန်းမှာတော့အတိတ်ကအခြေအနေတစ်ခုကိုပြန်လည်မြင်တွေ့ရမှာပါ။ဇန်တာခန်းတစ်ခုထဲမှာကိုင်ရူကိုတွေ့မြင်ရမှာဖြစ်ပြီးသူကအရှင်လက်လက်မီးရှို့ခံရတဲ့ဂင်းကိုကဲတင်ပေးလိုက်ပါရီ။ဂင်းကလည်းသူ့သက်ကိုကဲတင်ပေးခဲ့တဲ့ကိုင်ရူကိုခမားကဘာလုပ်လဲဆိုပြီးမေးနေပါရီ။ဒါကြောင့်ကိုင်ရူကသူ့ကိုသူပင်လယ်ဓားတစ်ယောက်လိုမိတ်ဆက်လိုက်ပြီးဘာလို့မင်းကိုအစိုးရကလက်လွတ်မခံတာလဲဆိုတာငါသိလိုက်ရပြီလို့ပြောပါရီ။ဒီလိုနဲ့ကိုင်ရူက Lunarians တစ်ယောက်ဖြစ်တဲ့မင်းကဒီလိုကြီးမားပြည့်ထန်တဲ့မီးတော့ကြီးကိုခံနိုင်ရင်ရှိတာအံ့ဩစရာပဲဆိုပြီးချီကျူးနေပါရီ။ ဒါကိုဒေါသထွက်သွားတဲ့ကင်းကဂိုင်တို့ကိုခမားကလည်းအစိုးရကောင်းနေလို့ပဲကျုပ်ကိုဒန်နာအီလာမျိုးနဲ့တကောင်ဖြစ်နေလို့အထင်ကြီးနေတာမလားဆိုပြီးထောက်ပါပါတယ်။ဒါ့အပြင်ခမားလည်းကျုပ်ကိုသူတို့လုပ်ခဲ့တယ်လို့မျိုးပဲနှိမ့်ဆက်မှုမျိုးပေါင်းစုံနဲ့နာကျင်မှုတွေထပ်ပြီးတော့ပေးအောင်မလို့လားဆိုပြီးမေးမြန်းပါတယ်။ဂိုင်တို့ကတော့သူ့အနေနဲ့ဒီကနေထွက်သွားပြီးတာနဲ့ပင်လယ်ရမအဖွဲ့အစ်တစ်ခုကိုတီထောင်မှာဖြစ်တာကြောင့်တကယ်လို့စိတ်ပါရဲဆိုရင်သူနဲ့အတူတူလိုက်ခဲ့လို့ရတယ်လို့ဆိုပါရီ။အဲ့နောက်မှာတော့ဂိုင်တို့ကသူတို့ကိုဝိုင်းထားတဲ့ရေတပ်သားတွေကိုတိုက်ခိုက်ပစ်လိုက်ပြီးကဘာကြီးကိုစိတ်ဝင်စားစရာကောင်းတဲ့အရာကြီးတစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်ကြရအောင်လို့ဂင်းကိုအဖို့ဆက်လိုက်ပါရီ။ ောက်တစ်ခါမှာတော့စမ်းသက်ခန်းလေးကနေထွက်ပြေးလွတ်မြောက်လာတယ်။ဂိုက်ဒိုနဲ့ကင်းကိုတွေ့မြင်မှာဖြစ်ပြီးကင်းကခမားမနောက်လိုက်တဲ့အများကြီးမရှိသေးဘူးလားလို့မေးလိုက်ပါရီ။ဂိုက်ဒိုကတော့အခုမှအစားဖွဲ့မှာအဖွဲအသစ်ဖြစ်တာကြောင့်မင်းနဲ့ငါနဲ့ပဲရှိသေးတယ်လို့ပြန်ဖြေသွားတယ်။ဒီလိုနဲ့ဂိုက်ဒိုကကင်းကိုမင်းနဲ့မေကဘာလုပ်လဲလို့မေးလိုက်ပါရီ။ဒါနဲ့ပဲကင်းကသူ့ကိုသူအလီပါလို့ပြန်လဲမေးစားလိုက်ချင်ဂိုက်ဒိုကမင်းကအတော်လေးကိုတန်မာရေးကောင်းမယ်အလီပါဆိုပြီးချီးကျူးလိုက်ပါရီ။နောက်ပြီးအခုချိန်ကစလို့မင်းကိုမင်းကင်းဆိုတဲ့နာမည်အောက်မှာငါရဲ့ညာလေယုံတရားအဖြစ်လှုပ်ရှားမှုတွေစတင်ပြုလုပ်တော့လို့ဆိုကအမိန်ပေးလိုက်ပါရီ။ လက်ရှိချိန်မှာတော့ကင်းကကဘာကြီးကဘရင်တပားလိုအပ်တယ်လို့ဆိုပြီးအော်ဟစ်လိုက်ရင်စွမ်းအားတားအပြင်နဲ့မိတော်တချို့ကိုဇိုရိုစီကိုပြစ်ထုတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့နှစ်ယောက်သားလုံးထွေးရင်းမြေပြင်မဟုတ်ပြန်လဲရောက်ရှိလာခဲ့ကမျက်နှာချင်းဆိုင်အားပြန်နေကြပါတယ်။တခြားမှာတော့ကင်းတယောက်မြင်ကွင်းကနေပြောက်ွယ်သွားခဲ့တာကြောင့်ဇိုရိုလည်းသူ့ရဲ့အာယုံခံစွမ်းနဲ့လိုက်လံရှာဖွေနေရပါပြီ။ဒီလိုနဲ့ရုတ်တရက်ပေါ်လာတဲ့ကင်းကိုဇိုရိုကသူ့ရဲ့ဘတ်တန်စတိုက်ကွက်နဲ့ခုတ်ချပစ်လိုက်ပြီးအတော်လေးထိနာသွားစေခဲ့ပါတယ်။ကင်းကဇိုရိုကိုကြည့်ရတာမင်းကရဲ့အစွမ်းလုံးလုံးပုံတွေကိုသဘောပေါက်သွားပြီမလားဆိုပြီးမင်းနေခဲ့တာပါ။ ဒါကြောင့်ဇိုရိုကဟုတ်တယ်လို့ပြန်ဖြေလိုက်ပြီးပိုပြီးစွာကြီးမားရဲ့ခုတ်ချက်နဲ့ထပ်ခုတ်ချပြစ်လိုက်ပါရီဇိုရိုကခုခံကာဝေးဖို့ကြိုးစားနေတဲ့ကင်းကိုနားမလည်နိုင်ဖြစ်နေချိန်မှာပဲကင်းရဲ့တိုက်ခိုက်မှုကိုခံလိုက်ရကအဝေးကိုလွင်ထွက်သွားပါရီတစ်ဆက်တည်းမှာပဲကင်းကကောင်းကင်ဘော်ကိုပြန်တက်သွားခဲ့ကအေယာမမီလုံးကြီးတွေကိုစူးစီးရင်းမင်းကိုဘွားတစ်လျှောက်လုံးကောင်းကောင်းကြီးအမှတ်ရသွားအောင်ဆုံးမပြီးတော့မယ်လို့ချိန်ဝါလိုက်ပါရီအဲဒီနောက်မှာတော့ကင်းကအေယာမချောရီဘူးမိနစ်ကားကြီးကိုပြစ်လွှတ်လိုက်သလိုတစ်ဖက်မှာလည်းဇိုရိုကသူ့ရဲ့ဓာတ်သုံးချောင်းစတိုင်နဲ့အစင်းအမြင့်ဆုံးပုံစံဖြစ်တဲ့ငကားဖြတ်စည်းခြင်းခုတ်ချက်နဲ့မျက်နှာရှင်းဆိုင်တိုက်ခတ်လိုက်ပါရီ ပြင်းထန်လုံးတဲ့ဟာကီစွမ်းတစ်ခုရှင်ပြိုင်မှုကြောင့်ကောင်းကင်ယံတစ်ခုလုံးကလည်းလင်းလက်သွားခဲ့ကနောက်ဆုံးတော့ဂင်းတယောက်ရင်ဘတ်အပြေးသားကြီးနဲ့ဝီးချစရာမလိုပဲတိတ်နေပေါ်မှာလွင်းထွက်သွားခဲ့စဉ်အဲ့ဒီအချိန်မှာပဲဂင်းရဲ့တွေးထဲမှာတော့ဂိုက်ဒွန်နဲ့အတူစတင်တွေးခဲ့တဲ့အချိန်တွေကိုပြန်အမှတ်ရနေခဲ့ကသူ့ကိုယ်သူတောင်းဝင်မချေသလိုခံစားနေရပါတယ်တဖက်မှာလည်းဇိုရိုကအတံမာဆုံးဓာသမာဖြစ်ချင်တဲ့သူ့ရဲ့အိမ်မက်တွေနဲ့အတူငါကငရေမင်းတစ်ပါးဖြစ်လာပြီလို့ဆိုပြီးကြွေးကြော်လိုက်ကဇလန်လေးကလည်းဒီမာရီမဲတခန့်ရက်လို့သွားခဲ့ပြန်ပါတယ်